မင်္ဂလာပါရှင်ဒီနေ့လေကတော့ဘောနော်ငွေလဲစလစ်လေးကိုနော်မိမိတို့ကိုယ်တိုင်တွဲလို့ရတဲ့နီလေးနော်လာပြီးတင်ပြသွားပြမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအဲ့ဒီမှာမိမိမှထားတဲ့ပစ္စည်းနော်အော်ဒါလေးဆိုင်ကနေပြီးတော့စရင်တွက်ပြီးရဲခါကြရင်ဘန်တွေနဲ့လင့်လေးနဲ့ပို့ထားပြမှာဖြစ်ပါတယ်ရှင်အဲ့ဒီလင့်လေးထဲကနေဝင်ပြီးတော့တွဲရမှာဖြစ်ပါတယ်ရှင်ကဲโอเคလင့်ထဲဝင်လိုက်ပြီဆိုရင်အခုဒီမှာနော်ဒါကိုမတွဲရသေးလို့ဘောနော်ကိုယ့်ရဲ့ပစ္စည်းပဲရောက်နေပြီလဲဆိုတာကိုဆေးလို့ရပါတယ် ်အခုကတော့ order ရောက်သွားပြီเนาะဒါဆိုတော့အရင်ဆုံးကိုယ့်ရဲ့လိပ်စာလေးကိုထည့်ရမှာဖြစ်ပါတယ်ရှင် လိပ်စာလေးကအောက်မှာเนาะအဲ့ဒီမှာကိုမာထားတဲ့ order လေးဘာဘာပါလဲဆိုတာပြီးရင်ဘာနံပါတ်ဘာဘာဘာပါလဲဆိုတာကြည့်လို့ရဖြစ်ပါတယ်ဒီမှာပါရှင်ကိုရလိပ်စာလေးဖြည့်ရမယ့်နေရာလေးပါတကယ်လို့ကိုထိုင်းစာတက်တဲ့ဆိုရင်ကိုနာမည်ကိုရိုက်ထည့်လို့ရပါတယ်တကယ်လို့ကိုထိုင်းစာမတက်ဘူးဆိုရင်ကိုမရတဲ့နေရာပေါ့เนาะ address ဆိုရင်လိပ်စာနေရာပါကိုနေမတက်အောင်ဆိုတုံညာလို့ပဲထည့်ပေးပါရှင်အဲ့မှာစာတိုင်းနံပါတ်တွေရောပေါ့เนาะတုံညာလို့ပဲထည့်ပေးပါပြီးရင်ဒါကြတော့ဖုန်းနံပါတ်လေးပေါ့နော်ဖုန်းနံပါတ်ကြတော့ကိုဖုန်းနံပါတ်လေးကိုကိုထည့်လာပေးပါရ ရှင်မအောင်เนาะတန်တဲ့အကွက်ကြတော့ထည့်เสียရမလို့တော့ပါဘူးရှင်ပြီးလို့ဆိုရင် save လေးကိုနှိမ့်လိုက်ပါရှင် save လေးကိုနှိမ့်လိုက်ပြီးဆိုရင်ဒီလိုမျိုးမျက်နှာပြင်လေးပေါ်လာမယ်เนาะပြီးရင်ဒီမှာပါကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့လိပ်စာပေါ့เนาะလို့ပေါ်လာမယ်ပြီးလို့ဆိုရင်ကိုကဘယ်ပန်လွဲလဲဆိုင်ရဲ့ကာစီကွန်လားဒါမဟုတ်ရင် TTB လားဒါမှမဟုတ်ရင်အဲ့ဒီမှာเนาะ Chrome စီလားဆိုတာပေါ့เนาะကိုလွဲတဲ့ပန်ကိုကို အမတ်အမတ်အဆက်လေးချလိုက်ပါရှင် အဆက်လေးချပြီးတော့ကိုလွယ်တဲ့ငွေအမောက်လေးကိုနော်ဒီနားမှာထည့်ပေးပါရှင်။ကိုကဘလောက်လွဲလဲကိုရဲ့ငွေဆိုရင်ဘလောက်လဲကိုကတကယ်လို့ပေါ့နော်350နဲ့6ဘက်လွဲဆိုရင်356ဘက်လို့နဲ့ပေးပါပြီးလို့ဆိုရင်အောက်မှာနော်ပုံလေးပေါ့နော်စလစ်ပုံလေးတွေ့တဲ့ဟာလေးပါ ကဲโอเคပို့တူလေးသွားလိုက်ပြီအဲ့ကိုငွေလဲထားတဲ့စလစ်လေးကိုကိုယွေလိုက်ပါယွေပြီးတာနဲ့ကိုပဲနေတိတ်မှလွဲတယ်ဒိတ်လေးယွေပြီးပြီးလို့စင်ကိုပဲအချိန်မှလွဲတယ်အဲ့အချိန်လေးမှာထပ်ပြရပါမယ်ရှင်ပြီးတာနဲ့ comfort payment လေးကိုနှိမ့်လိုက်ရောက်ပါပဲရှင် ကဲโอเคအဲ့ဒါလေးနှိပ်ပြီးလိုက်တာနဲ့ဒီမှာတော့တွေ့လားဗလဲငွေလဲပြီးသားနေရာမှာအဝါရောင်လေးပေါ်လာပါမယ်အဲ့အဝါလေးပေါ်ပြီးတဲ့အပြင်မှာတော့ဆိုင်ရနေပြီးတော့စစ်မှဖြစ်ပါလဲရှင်စစ်စေးမယ်ပေါ့နော်ပတ်စံဝင်မဝင်စစ်စေးပြီးရတဲ့နံပါတ်3နေရာမှာအပြာလေးပေါ်လာပါမယ်ရှင်အဲ့ဒီအပြာလေးရနေပြီးတော့เนาะဆိုင်ရနေပြီးတော့ပစ္စည်းထုတ်ပြီးွားပြီးဆိုရင်အဲ့ဒီပက်ကင်းနေရာလေးမှာအယောင်လေး တရားလေးထပ်ပေါ်လာမှာဖြစ်ပါတယ်။တကယ်လို့မိမိရဲ့ပစ္စည်းပေါ့နော်။ဆာရနဲ့ဆာတိုက်ကိုပို့လိုက်ပြီးဆိုရင်အဲ့ဒီအဆုံလေးမှာနော်ကားပုံလေးနဲ့မှာအရာလေးတက်လာမှာဖြစ်ပါလေရှင်။ဒီ link လေးကနေပြီးတော့ပေါ့နော်မိမိရဲ့ပစ္စည်းဘယ်နေရာရောက်ပြီလဲဆိုတာမိမိစေလို့ရမှာဖြစ်ပါတယ်။ဒီမှာပါဒါလေးကြတော့အကော်လုံး၅ခုလောက်ပြည့်သွားပြီဆိုရင်မိမိရဲ့ပစ္စည်းကိုဆာတိုက်ပို့လိုက်တာဖြစ်ပါတယ်ရှင်။